Hello အမိုင်ပေါ့ကတ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့ cast ဖြစ်ပါတယ်ရှင်။ဒီနေ့ပေါ့ကတ်မှာတော့ scholarship interview အတွက် tips and tricks လေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ပညာသင်စုပေးတဲ့အဖွဲ့အစည်းရဲ့အကြောင်းကိုသေချာသိအောင်လေ့လာပါ။သူတို့ကဘာကိုအဓိကထားလဲ၊ဘာကြောင့်ဒီစုကိုပေးတာလဲဆိုတာကိုလေ့လာပြီးကိုယ့်ရဲ့အဖြေတွေက တို့နဲ့ใกล้ညီနေအောင်ကြိုတင်ပြင်ဆင်ပါအလားတူပဲကိုလျှောက်သွားကိုလည်းတိချပြန်ဖတ်ပါ ကိုလျှောက်တုံးကဘာတွေရေးခဲ့လဲဘာတွေကတိပေးခဲ့လဲဆိုတာကိုအစအဆုံးမှတ်မိနေရပါမယ်ဘာလို့လဲဆိုတော့မိခွန်းတွေက ကိုရေးခဲ့တာတွေကနေပြန်လာနိုင်တာမလို့ပါဒုတိယအနေနဲ့အင်တာဗျူးမှာတတိထားစရာအချက်တွေကတော့နံပါတ်1အချိန်လေးစားပါချိန်ထားတဲ့အချိန်ထက် အနည်းဆုံး15မိနစ်ကြုံရောက်နေပါစေ။ ။ online interview ဆိုရင်လည်း meeting ကိုစောစောဂျုံဝင်ပါ။နံပါတ်1ဝစားစင်ရမှုကိုတတိထားပါ။ formal ကြကြတက်တက်ရရဝစ်ပါ။ကိုယ့်ရဲ့ပုံပန်းတံတန်းကအမှတ်မှုပါပဲ။နံပါတ်3ကိုကိုကိုယုံကြည်မှုရှိပါ။ဒီစုကငါနဲ့ထိုက်တန်နေဆိုတဲ့စိတ်မျိုးထားပြီးယုံကြည်ချက်အပြည့်နဲ့ဖြေဆိုပါ။နံပါတ်4မိခွန်းတွေကိုရှင်းရှင်းလင်းလင်းဖြေပါ။ စကားကိုရှည်ရှည်ရှုပ်ရှုပ်မပြောဘဲတိကျစွာဖြေပါ နားလည်လွယ်အောင်ဥပမာတွေနဲ့ရှင်းပြပါတတိယအနေနဲ့နောက်ဆုံးသတိထားရမှာတွေကတော့အင်တာဗျူးပေးကန်နီးရင် မေးစရာရှိလားလို့မေးတဲ့အခါမှာ မရှိဘူးလို့လုံးဝမပြောပါနဲ့ဒီပညာသင်စုနဲ့ပတ်သက်ပြီးကိုတကယ်စိတ်ဝင်စားကြောင်ပြသတယ်မေးခွန်းတစ်ခုနှစ်ခုလောက်ပြန်မေးပါအင်တာဗျူးပေးသွားတဲ့အခါမှာလဲသူတို့ကိုကျေးဇူးတင်ကြောင်း စာတူသို့မဟုတ်အီးမေးလ်တစ်စောင် အမြန်ဆုံးပို့လိုက်ပါဒါဟာကိုယ့်ရဲ့ professionalism ကို ပြသတာပါပဲအဓိကကတော့သူတို့ရှာနေတဲ့သူက ကိုပဲဆိုတာကိုယုံကြည်မှုအပြည့်နဲ့ပြသနိုင်ဖို့ပါပဲဒီအချက်လေးတွေကိုလိုက်နာကျင့်သုံးမယ်ဆိုရင်တော့ကိုလူတို့ရဲ့ interview တွေမှာ ပိုအဆင်ပြေလာမှာအတိချာပါပဲနော်အချိန်ပေးပြီးနားထောင်ခဲ့လို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် 那 podcast 嘛，别对炸呀啊！